ဒီအကိုကိုအောင်ကျော်ထွန်းနဲ့ကျမတို့နဲ့ခင်ပါတယ်ဒါပေမဲ့အရန်ကြီး close နောက်ပိုင်းမှာ close တော့မဖြစ်ပါဘူးဖိုးဖိုးကြီးဖိုးစိန်130ပြည့်မှာလုံခဲ့တဲ့ opera အတိုင်းပဲသူကအဲ့ဒါကလိုက်တာပေါ့ကျွန်တော်တို့ကပဲခွင့်မပြုသလိုအဲ့ဒါကြောင့်မို့သူကပဲဒါကိုဖော်ထုတ်ချင်လုံးလို့ကလိုက်ရပါတယ်ဆိုတဲ့ပုံစံမျိုးပြောတာကြတော့အာထက်ဆင့်ပို့ပြီးတော့ကျွန်တော်တို့ဟိုစော်ကားသလိုမျိုးလည်းဖြစ်နေပါတယ်ဟုတ်မဟုတ်စိတ်မဆိုးဘူးနော်စိတ်မဆိုးစိတ်ဆိုးလို့ကျွန်တော်တို့ပြောတာမဟုတ်ဘူးလုံးသိတာကိုမလုပ်လို့ပြောတာ तू respect ထားတဲ့ဟာကို तू သိရတဲ့နဲ့ကျွန်တော်တို့ကြတော့ဘာကြောင့်မလုပ်တာလဲကျွန်တော်ဒီမေးဖို့အဲ့အဲ့အားလေးတခွန်ပဲမေးချင်တာပါအဲ့ဒီမေးချင်တာအမအစပြောလိုက်မယ်အမကအမအစတွေ့တာအဲ့မှာအကောင့်တစ်ခုက तू ကကြတော့အဲ့ဒီညီမလေးကသွားကြည့်တာအခုသူကမြန်အောင်မှာနဲ့ထင်တယ်ဟုတ်တယ်မြန်အောင်မြန်အောင်တာဝန်သားသူကသူကတင်လိုက်တာကိုကြည့်လိုက်တော့ပထမအမကဒီတိုင်းပဲကြည့်လိုက်တော့ အဲ့ကရဝေးဖောင်ကြီးရလဲအမတို့ဖောင်ကြီးပေါ့နော်။နောက်ဥညိဝဲစိန်ဥညိဝဲစိန်ပေါ်ကြီးအတန်ထွက်လာတော့လဲအမတို့ရဲ့ audio တွေကြီးပဲအကုန်လုံးဆိုခဲ့ဘာလဲမသိဘူးလို့ကြိလိုက်တော့မှအေဟိုဟာကိုအောင်ကျော်ထွန်းတို့ရဲ့ဇက်ဖြစ်နေတာပေါ့ဖြစ်နေတော့ခွတ်တော့လို့ဘလို့ဖြစ်တာလဲမသိဘူးပြီးတော့အမတေချာလေးဆုံးအောင်ကြိလိုက်တဲ့အခါကျတော့ညီမရဲ့အဲ့အမတို့ဖိုးဖိုးကြီးဖိုးစိန်130ပြည့်မှာလုတ်ခဲ့တဲ့ opera အတိုင်းပဲသူကအမတို့ကခဲ့တဲ့ဟာတွေကကျတော့အမတို့ YouTube မှာရှိအောင် YouTube မှာရှိတော့ အဲ့ဒီ YouTube ကဟာကို download လုပ်ပြီးတော့ LED screen မှာ vaccine အနေနဲ့ပြချလိုက်ပြီးတော့မှအရှိမသူကလူ foreground နဲ့ပေါင်းတာပေါ့ပေါင်းပြီးတော့သူကအဲ့ဒါကိုကလိုက်တာပေါ့အဲ့ဒါကိုတွေ့တော့အမကမတို့တခွမမပြောလို့လေမပြောတော့အမကတော့မနေရကြတော့အမသားလေးမွေးနေဖြစ်နေတော့အမကလာပြင်းနေလေဖြစ်တော့တိတ်အဲ့ဒါမျိုးတွေမပြောချင်ဘူးဟဲ့ဆိုဒါပေမဲ့သူ့ကိုပြောလိုက်တော့သူကလည်းမရတော့ဘူးငါမတင်သေးတာဘာလို့ဝင်ကောင်းမလဲစဉ်းစားလိုက်အောင်မဲလို့ပြောတော့မဲရှိတယ်သူက post တင်လိုက်တာအဲအဲ့လိုမျိုးဖြစ်တာပေါ့နော်အင်းအဓိကပြောချင်တာ respect ပေါ့နော် တင်းတို့တော့ဘယ်လိုပဲပြည့်နုပြန်သမားချင်းပဲဗျာ respect ထားဖို့ရည်ကြီးတယ်ကျွန်တော်ဒီဥစ္စာတော့မှကျွန်တော်ဒီသူတို့တွေအဲ့ဒါတိုက်တာမတိုက်တာတွေကျွန်တော်မသိဘူးဘာတွေလုပ်လို့ဘာတွေလုပ်လို့ကျွန်တော်ဒီရဲ့ဘက်မှာကျွန်တော်ပါကျွန်တော်စိတ်ကစားချက်နဲ့ကျွန်တော် Facebook မှာကျွန်တော်လူတိုင်းပေါ် respect ရှိပါဆိုပြီးကျွန်တော်တင်ထားတာရှိရယ်ဇာတ်ရင်းအကောင့်မှာအဲ့ကျွန်တော်ပြောချင်တာကျွန်တော်အနုပြန်သမားချင်းချင်းပဲသူကကျွန်တော်တို့လာပြောလို့ရှိရင်ကျွန်တော်တို့ကလည်းမပေးမှာမဟုတ်ဘူးကျွန်တော်ငွေကြီးနဲ့ပြောချင်တော့မဟုတ်အဓိကလေးစားမှုလိုချင်တာမလေးမစားလို့တာကတော့ကျွန်တော်တို့ဘလို့မှတင်ကြီးခံလို့မရဘူးအဲ့ဒါလေးကျွန်တော်ပြောချင်ပါဟုတ် ကွာကျော်ထွန်းနဲ့ရလဲဟိုဦးရဲ့နှစ်ထောင်ဆက်နဲ့အဲဟိုးစိန်ပွဲလို့တော့မှစတိရဘယ်သူကြောင့်တိတာလဲဆိုတော့ကျမတို့ဒရိုက်တာဖြစ်နေကုညီပြီးတော့ဆောင်ရွက်ပေးတဲ့ကိုမိုးမင်းဆောင်တိတာဒါကိုမိုးမင်းတို့ကခေါ်ဆောင်လာတာခေါ်ဆောင်လာတော့ဒီစတင်နဲ့ပတ်သက်ပြီးတော့မှဟိုသူကတာဝန်ခံပေါ့အဓိက instruction ကတော့ကိုမိုးမင်းပေးတာပေါ့ဘယ်လိုလုပ်မလဲဦးချမ်းလဲဝင်ပြောပေးတယ်ဦးမိုးဝင်းလဲဝင်ပြောပေးတယ်အဲ့ဒီပွဲကြီးอ่ะဆိုလို့ရှိရင်ဒါကတော့ဦးကကျတော့ media အနေနဲ့ဖြစ်တဲ့အတွက်မျက်ခြေမပြတ်ဘူးအခုကျတော့နည်းနည်းဆယ်စုနှစ်တခုလောက်ဖြစ်သွားတော့ကလေးတွေကတော့မျက်ခြေပြန်ပြတ်ပေးလိမ့်မယ်ဒါပေမဲ့ဒီပွဲကြီးอ่ะ တပင်လောကအတွက်ကိုဘယ်လိုပြောရမလဲအာမှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဒါကတိရတဲ့သူတွေကဘယ်သူမှမငင်းနိုင်ဘူးပေါ့နော်ဆိုတော့ဒါကျမတို့ကလည်းဒီပွဲရနေတော့ဒီမောင်လေးတီပေါ်မင်းလို့ကခဲ့တယ်ပါတော်မူဆိုလို့ရှိရင်အများတန်းပေါ့နော်ဟာငါတို့လှုပ်လိုက်ခဲနိုင်တာပဲငါတို့လှုပ်လိုက်ပြီလို့တော်သေးတယ်ဒါလူဆိုတာဟဲ့မလေးဒါပဲပြန်ပြန်ပြောနေတာပဲလို့တော့ပြောလို့မရဘူးလေဒါကဟိုကိုဖိုးချစ်ဆိုလဲသူရဲ့အကခွန်းဖြာဆိုတာလေးကိုအများတန်းပြောနေတယ်လို့အယုတ်ရှင်ဘက်မှာဆိုလဲတကြံမိုးဆိုရင်အများပြောနေတယ်လို့ဒါတွေကလှုပ်ခဲတာလှုပ်ခဲတာပဲပေါ့နော်ဆိုတော့ ဲ့လိုမျိုးစပြီးတော့တိခဲ့။နောက်ပြီးတော့ငါတို့အဲ့ဒီပွဲပြီးတဲ့အချိန်မှာဒီဟိုဟာယူသုံးကြတာပဲနော်စံပြသပင်ဆိုလို့ရှိရင်လည်းဘရိတ်ခေယားနဲ့ဆိုရင်အဲ့ဒီတိုင်းကတာဥပမာစံမင်းဆိုလို့ရှိရင်လည်းအဲ့ဒီဥစ္စာကိုကတာပဲဒါပေမဲ့အဲ့ဒီအချိန်တုန်းကသူတို့ကပြောတယ်ပြောတဲ့အပြင်ကျွန်မတို့ကလည်းစာနယ်ဇင်းတွေမှာကိုအဲ့ဒီကပြောလိုက်ဖူးတယ်ဇက်သပင်တွေကိုကျွန်မတို့ခွင့်ပြုပါတယ်လို့ပြောလိုက်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီပွဲကြီးမှာကျွန်မတို့အခကျင်းတွေမယူဘဲနဲ့ တပင်အတွက်ဒါဖိုးဖိုးကြီးကိုဂါရဝဖြူရှင်တယ်ဆိုတဲ့စိတ်တွေနဲ့သူတို့ကဝဲကူးကြီးတာဒါကြောင့်မို့လို့ကျမတို့ကလည်းတူဝစေနာတူဝမြစ်တာဒါကိုကောက်ခွင့်ပြုတ်ခဲ့တာပေါ့နော်အဲ့လိုမျိုးရှိရပေါ့ဒါပေမဲ့အခုကြတော့ပုံစံတစ်မျိုးဖြစ်နေတယ်ဒါကြတော့မရဘူးပေါ့နော်မရဘူးပေါ့နော်ဆိုတာကဟိုဟာပေါ့ဒီအကိုကိုအောင်ကျော်ထွန်းနဲ့ကျမတို့နဲ့ခင်ပါတယ်ဒါပေမဲ့အရန်ကြီး close နောက်ပိုင်းမှာ close တော့မဖြစ်ပါဘူး ျွန်တော်မနေ့ကအဲဒီစာကိုတင်လိုက်တယ်ပေါ့နော် တင်လိုက်တယ်ဆိုတော့ကြောက်လေကျွန်တော်မကဒီဖိုးဖိုးကြီးတို့အဖိုးကြီးအဖေနဲ့ပတ်သက်ရင်လည်းစိတ်ခံစားချက်ရှိတယ်ရှိရဲဆိုတော့ဒါဖေဖေရှိစဉ်အခါဆိုတာကျွန်တော်တို့မောင်မောင်၃ယောက်စလုံးဘာမှမလုပ်ခဲ့နိုင်ဘူးပေါ့နော်ဖေဖေ2010မှာစုံးနေ2012မှာမှကျွန်တော်တို့ဒီပွဲကြီးလုပ်ခဲ့တယ်ဆိုတော့ ဒီအရာတွေကကြောက်ကျွန်တော်တို့ကကျွန်တော်တို့ကိုနိုင်တောင်ပြန်မထီဘူးပေါ့နော်ကျွန်တော်တို့လည်းတပင်းနဲ့ပတ်သက်တဲ့အဲအမှုပညာ program တွေအများကြီးလုပ်တယ်ပွဲတွေအများကြီးလုပ်တယ်ဒါပေမဲ့လည်းဒီအရာကိုမမီလို့ကျွန်တော်တို့ပြန်မလုပ်တာဆိုတော့ तू तू ရဲ့ဒီဇက်အဖွဲမှာရေးထားတဲ့စောင်ပုတ်တိုင်းပေါ့နော်ထိန်းသိမ်းတာထိန်းရမယ်ဆိုတော့ဒါထိန်းသိမ်းရမယ်အထဲမှာပါတယ်ဒါကျွန်တော်တို့ထိန်းသိမ်းထားတဲ့အရာပေါ့နော်အဲ့ဒါကို तू အနေနဲ့ဘယ်လိုမြင်လို့ဟိုကျွန်တော်ကျွန်တော်တို့ထိန်းသိမ်းထားတဲ့အရာပေါ်မှာလာပြီးထိခိုက်ရရလဲပေါ့နော်အဲ့လိုလေးလဲ မေးခြင်းနဲ့ပြီးတော့မနေ့ကကျွန်တော်တင်တဲ့ post မှာသူက comment လာရေးတာပေါ့နော်ရေးတော့ तू တတိယလို့ဒါကိုကလိုက်တယ်ပေါ့နော်ပြီးတော့အာ तू ချစ်ခင်စိတ်နဲ့အာပြောမနာဆိုမနာမို့လို့သူအဲ့လိုမျိုးပြောလို့မရဘူးပေါ့ပြောမနာဆိုမနာတိုင်းအဲအဲ့လိုမျိုးလုံးလို့ရမယ်ဆိုအမှုပညာဒီကဘာသွားလို့တော့မှာလဲကျွန်တော်တို့ဒီသဘင်မှာမဟုတ်ရုပ်ရှင်ဂီတမှာလည်းရှိရယ်ဥမာကျွန်တော်တို့ကတချင်းတစ်ပုတ်ပေါ့နော်ထားလိုက်ပါတော့ဟိုမှုံရွှေကြီးထားလိုက်ပါတော့ဥမာ သူပေးဆိုခြင်းနဲ့လူကိုပေးဆိုမှလည်းနော်ခွင့်ပြုချက်ဒါပိုပိုင်ရှင်ရနေပြီးတော့ လုံးဝဒီဒီပကြီးကိုလုံးဝမရအောင်ဆိုရဲပကြီးကားတွေလည်းကမ္ဘာမှာအများကြီးရှိတယ်။ဒီတချင်းကိုဘသူ့ကိုမှပေးမဆိုဘူးဆိုရဲတချင်းတွေလည်းလောကကြီးမှာအများကြီးရှိရဲ့လေနော်။ဒါအဲ့ဒီအဲ့ဒီအပေါ်မှာသူကအဲ့လိုမျိုးပြန်ပြောရဲဆိုတော့ပြည်သက်တွေအနေနဲ့ဘလို့မြင်နိုင်သွားလဲဆိုလို့ရှိရင်ဒါဥပိုးစိန်မျိုးဆက်တွေကသူကတော့ကောင်းသောဒီဖိုးဖိုးကြီးအမွေနှစ်တွေကိုပြတာပါ။ဟိုဦးလေးကိုလွမ်းလို့ကတာပါ။ဒါကိုကျွန်တော်တို့ကဒီလိုပုံစံမျိုးပြောရဲဆိုတော့ပြည်သက်တွေအထင်မြင်လွဲမားစေနိုင်တယ်ပေါ့နော်။ကျွန်တော်တို့ကပဲခွင့်မပြုသလိုအဲ့ဒါကြောင့်မို့သူကပဲဒါကိုဖော်ထုတ်ချင်လုံးလို့ကားလိုက်ရပါတယ် ယ်ဆိုတဲ့ပုံစံမျိုးပြောတာကြတော့အာထက်ဆင့်ပို့ပြီးတော့ကျွန်တော်တို့ဟိုစော်ကားတယ်လို့မျိုးလည်းဖြစ်နေပါတယ်ဟုတ်ကျွန်တော်တို့လူပြန်သမားချင်းပဲလာပြောရင်ကျွန်တော်တို့ကမပေးမဲ့လူတွေတည်းမို့ဒီတိုင်းတော့ကျွန်တော်တို့ပေးနေတာဗျာကျွန်တော်တို့ရရှင်းရှင်းလေးဒါပေမဲ့အဲ့လိုတော့မဟုတ်ဘူးငါငါဆိုရင်တော့ပေးချင်မှပေးမယ်မပေါ့ပေါ့လင်းလင်းပြောရတယ်ဟာအကိုမလုံးနဲ့ဒီမှာသဘောမဟုတ်ဘူးပြောလိုက်ပါပေါ့ ဟုတ်လားဒါကျွန်တော်ထိန်းကျင်တဲ့အရာလေးနော်ဘယ်နဲ့ပေးမပေးသူမသိနိုင်ဘူးလေอืมဟုတ်တယ်ကျေးဇူးတင်ထိုက်သူကိုထုတ်ဖို့ပြောဖို့ဘယ်တော့မှဝင်မလေးဘူးသူဒီအခချင်းငွေယူပြီးတော့လုတ်တာဘယ်လိုဝင်ဖြစ်ပါစေဥဖိုးစိန်ပွဲတော့ဆိုလို့ရှိရင်လည်းကိုအောင်ကြော်ထွန်းချင်းကိုထပ်နေအောင်ထပ်နေအောင်ကျေးဇူးတင်ခဲ့ရယ်နော်တူတူအခုပြန်ဝဲတော့လည်းအဲ့လိုပဲဝိုင်းဒီလည်းအဲ့လိုပဲပြောခဲ့တာဒီဇနကဇက်တော်ကြီးပြိုင်တော့ဆိုလို့ရှိရင်အဲ့ဒီတော့ကျွန်မခေါ်တာမဟုတ်ပါဘူးအကိုကသူ့ဝါသားသူငါညမအကိုလုတ်လုတ်ပေးချင်လို့လာလုတ်ပေးမှာဘယ်တော့ပဲပေး อ๋อဟုတ်အဲ့ဒါဆိုရင်အကိုရဲ့လာလုတ်ပေးပါသူလုတ်ပေးတယ်လုတ်ပေးတာတွေမှသမျှောက်လဲအတိမတ်ပြူပါတယ်ဒါပေမဲ့လို့အကိုအနေနဲ့လဲကိုချင်းစာတတ်တဲ့စိတ်လေးရှိပြီးတော့ဒါလေးကတော့လုတ်တင်ပါတယ်နောက်ပြီးဒီအင်တာဗျူးတွေကလဲအမှဖြေမလားမဖြေမလားအတန်တန်စဉ်းစားနေစဉ်းစားသေးတယ်ဒါပေမဲ့လဲဖြေလိုက်မယ်ဖြေလိုက်မယ်ဆိုတာကနောက်အတွက်ပါပေါ့နော်နောက်နောက်လို့လဲဒီကောင်ကြောင့်တို့တယောက်တည်းကိုရည်ရွယ်တာမဟုတ်ဘူးဒီအဖြစ်လေးကိုသင်ခန်းစာယူပြီးတော့မှဒါလေးကဘလို့သွားတင်နေဆိုတာလေးကိုလဲအများသူကစဉ်းစားနိုင်အောင်လို့ကျမတို့ဒါလေးကိုဖြေထားဖြစ်ပါတယ် ရည်ဒီမှာအလိုပလျောက်ရက်ကလုံးကဘယ်လိုချင်းရည်ရည်ဆိုတာအများဆုံးတော့အဲနောက်တူပါပေါ့နော်သူသူ့ရဲ့လှူရှားမှုတွေပေါ့ဇက်တိုက်တဲ့အချိန်ကနေစပြီးတော့ဘာတွေလုပ်နေပါ යි ဘာတွေလုပ်နေပါ යි ဆိုတော့သူအကောင့်ကနေပြီးတော့ထောက်လျှောက်တင်တယ်ထောက်လျှောက်တင်တဲ့ဗီဒီယိုတွေလည်းတင်တယ်စာတွေလည်းရေးတယ်ထောက်လျှောက်တင်တဲ့အထဲမှာမှကျွန်တော်တို့ရဲ့ဒီသူကကလိုက်တဲ့အဲပရိုဂရမ်တောင်ပြုံးပေါ့နော်ဘာဖြစ်လို့မတင်တာလဲပေါ့မေးစရာရှိပါတယ်ဘာဖြစ်လို့ သူ့သူ့စိတ်ထဲမှာရှင်းနေရိုးရယ်ဆိုလို့ရှိရင်တင်ရမယ်လေဇက်တိုက်တဲ့တခြားသောလှုပ်ရှားမှုတွေအကုန်လုံးသူတင်တယ်ဗီဒီယိုတွေလည်းတင်တယ်ကတဲ့ဟာတွေဆိုလည်းသူတင်အခုကျွန်တော်တို့တွေ့တာတောင်မှသူ့ကောင်းနေရတွေ့တာမဟုတ်ဘူးပွဲကြည့်ရဲ့ပြိတက်တယောက်က အောက်ကနေပြီးတော့တင်ထားတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့တွေ့တာအဲ့လိုပါပြောကျွန်တော်အဲ့ဒီဖိုင်ကို share လိုက်ပြီးရဲ့တိတ်မကြအောင်အဲ့ဒီအကောင့်ဟာဗီဒီယိုဖြတ်သွားတယ်ဒါဘယ်သူသူကတာသူဖြတ်တာပဲလားသူသွားပြောလို့ပဲလားအဲ့ဒါတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ screen record တွေအကုန်လုံးယူထားတယ်ပေါ့နော် အဲ့တော့တော့မပြောတော့တော့ပြပြလေးလေးပါပါပြပြလေးလေးပဲကြိုက်ပါလို့တော့ရှုပ်တယ်လေလို့တော့ရှုပ်တယ်ဟုတ်ဒါပေမဲ့ကျွန်တော်တို့လည်းအတိုင်းအတာတစ်ခုတော့ရှိရပါတော့သူ့ပေါ်မူသူ့ပေါ်မူတရားပေါ်မူတည်တယ်သူ့ဘက်ကတကယ်လို့တကူးကူးပေါ်တော့ဟို တင်းတင်းရင်းရင်းဖြစ်နေတော့လေဒီဘက်ကလည်းတင်းတင်းရင်းရင်းဖြစ်မှာပေါ့ဒါကတော့အသွားအပြန်တော့ရှိမှာပဲလေဒီလိုပဲပါမယ်ဆိုလိုရင်းက तू respect ထားတဲ့ဟာကို तू သိရတဲ့နဲ့ကျွန်တော်တို့ကြတော့ဘာကြောင့်မလုပ်တာလဲကျွန်တော်ဒီမေးဖို့မေးအဲ့အဲ့အားလေးတခွန်းပဲမေးချင်တာပါအခုဒီသွားကရဲ့ အာဇက်ထွက်တဲ့အချိန်မှာပေါ့နော်အများကြီးပဲဇက်သမီးပညာရှင်တွေအများကြီးစီကနေပြီးတော့အာကိုဆိုင်ရေမိုးကိုသူနီနာနေတရားတွေခံယူနေပညာတွေလိလာစီးပူးတယ်။ဘာဖြစ်လို့ကျွန်တော်တို့တခွန်လေးတစ်ခေါက်လေးဖုန်းဆက်ဖို့ဖုန်းဆက်ပြီးတော့ဘာဖြစ်လို့မလုပ်ခဲ့ရလဲပေါ့နော်။ဘာလို့ဝင်လေးခဲ့ရ။ပြီးတော့ကျွန်တော်အတော်နဲ့ဆိုလို့ရှင်လေသူနဲ့အလုပ်တွေအများကြီးလုပ်နေရကွာ။တွေ့နေတယ်။ဘာဖြစ်လို့မလုပ်တာလဲဆိုရဲအဖြေကိုကျွန်တော်မင်းချင်ပါဘူးဇာဟိန်းကိုဖုန်းပြောထားတာမချားမချားသေးဘူးအဲ့ဒီအချိန်မှာလေပြောလိုက်လို့ရတယ်ပြောလိုက်လို့ရတယ် ဒါအင်းတော်မှာကျွန်တော်ကပြောလိုက်လို့ရတယ်နော်အင်းမောဆိုပြီးတော့ဒါဗရမျာကိုကျွန်တော်ပြန်ဖုန်းကြတာဒါသူဟိုမှာလှုပ်လိုက်မယ်နော်ဘာညာပြောလိုက်လို့ရတယ်ဘာမှမပြောပဲနဲ့အနုပညာသမားအချင်းချင်းဖြစ်တဲ့အတွက်ကြောင့် respect လေးလိုချင်တယ်သူဟိုစာနယ်စင်းသမားရင်အများကြီးလှုပ်တာဗျာဖိတ်ကြတာဖိတ်ကြတာကဲထားပါကျွန်တော်ညီကိုနေအောင်ဗရမျာကိုဖိတ်တဲ့နဲ့อืมကျွန်တော်ပြောတော့ဟုတ်တယ်ဒီဟာကြီးသူတုံးထားပြီးပြီ ခုနကသူတိုက်တဲ့ဟာတခြားဟာတွေသူတိုက်တာကြီးကျွန်တော်မြင်ရတယ်အများကြီးပဲအများကြီးပဲအများကြီးပဲတိုက်တာတင်ဦးမပြောဘူးပါတခုမလာဘူးကျွန်တော်ကတော့ဘာဖြစ်သူအဲ့လိုလှုပ်တာအဲ့ဒါလေးမေးချင်တယ်ဖိတ်တင်ပါလေဘယ်လိုပဲဖြစ်ဖြစ်ရပါမယ်နော်အဲ့ဒီဟာအဲ့ဒါလေးမဟုတ်စိတ်မဆိုးဘူးနော်စိတ်မဆိုးစိတ်ဆိုးလို့ကျွန်တော်တို့ပြောတာမဟုတ်ဘူးလှုပ်တဲ့နာအောင်မလှုပ်လို့ပြောတာအဲ့ဒါလေးပါပဲနော်လှုပ်တဲ့နေအရာလို့လှုပ်ကိုလှုပ်အောင်ပါတမိုးထားတဲ့နေကိုထားရမယ်ထွင်တဲ့နေကိုထွင်သူတို့ပြောတဲ့အတိုင်းပါပဲเนาะဟိုဗာလဲ ထိန်းသင့်တာထိန်းသင့်တာကိုထိန်းရမယ်ထွင်သင့်တာကိုထွင်းရမယ်အကိုတို့ရဲ့စောင်းမုတ်အတိုင်းထိန်းသင့်တာကတော့ထိန်းရမှာပေါ့ဗျာတော့ထွင်သင့်တာတော့လေထွင်းမှာခွင့်တောင်းသင့်တာလေခွင့်တောင်းသင့်တာလေခွင့်တောင်းသင့်တာလေခွင့်တောင်းပါလို့နော်